ရတယ်ဟာအဲ့ဒါနည်းနည်းလုံးရအောင်နည်းနည်းလုံးရပါလက်နှစ်ချောင်းပြလာမယ်အဲ့ဒီတော့တင်းတင်းလုံးလေးဖြစ်သွားတာအဲ့နဲ့ literally ကလတ်တယ်တမင်နေကြည့်လိုက်ပြီးဘီလိုဖြစ်နေတယ်ပြင်ကိုရွယ်ဆိုရင်လည်းပြင်မှာလည်းမမတွေအန်ကြပါတယ်။ဟုတ်ပါဒါဒါမဟုတ်ပါဘူး။ဒါခုကိုအဲ့လိုပေါ့မက်ဆေ့ချ်အနေလာပြောကြတဲ့သူတွေပေါ့နော်။မမတွေကအဓိကတော့ချစ်တက်တာပါ။ချစ်တက်တဲ့အခါကျတော့အဲ့လိုမျိုးချစ်တဲ့အခါကျတော့ဟို တခြားလူကကြည့်ရင်တော့အန်းနဲ့လေဖြစ်သွားတာပေါ့တကယ်တဲ့ခါကျတော့ကိုချစ်တဲ့လူတယောက်ကိုအောင်မြင်စေခြင်းနဲ့တိုးတက်စေခြင်းနဲ့ကြီးပွားစေခြင်းနဲ့အဆင်ပြေစေခြင်းနဲ့အဲ့ဒီဆန္ဒတွေနဲ့ဖြည့်ဆည်းပြည့်တဲ့ဘောပါအန်းနဲ့လို့မခေါ်ပါဘူးဟုတ်ကဲ့ဘုရားကိုယ်တိုင်ကလိမ့်ပါနေနော်ဖြစ်ချမယ်နော်ဒီဆက်ကလွန်ခဲ့တဲ့၄နှစ်ကဆိုမဲ့ ခရှိပြေးတယ်ပြေးတယ်ဒါပြေးရင်ဟိုပြေးတာမှတော်တော်ပြေးရင်ပြေးတဲ့ခါကျတော့ဒီကားထဲမှာမိသောမျိုးအဲ့လိုမျိုးတောက်လျှောက်အရင်တော့အဲ့လိုမျိုးဟိုဘယ်လိုမဝေဖူးတဲ့ fashion ပုံစံမျိုးပေါ့ဒီမှာအသေးချာတင်းဝန်ကောင်းလာဆိုတဲ့ခါကျတော့အားလုံးကအသေးချာသူ့အပိုင်းနဲ့သူတာဝန်ယူရတဲ့အပိုင်းဖြစ်တဲ့ခါကျတော့လွန်ခဲ့တဲ့၄နှစ်ကပဲမြေတစ်ဖက်ခစ်ကိုမိပါတယ်မိပြီးတော့တချို့ဟာရယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဆိုလဲကိုဝင်နေကြပုံစံမဟုတ်တဲ့အားမျိုးဆိုတော့ နည်းနည်းအောင်ကြော်သေးတဲ့ခက်ကိုဆိုတော့အဲရိုက်ထားရကြာပြီဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်အရင်ကြီးဒိတ်အောင်နေရတော့ဆိုတော့ဟာမျိုးမရှိပါဘူးခက်ကနည်းပိုကြော်နေမယ်လိုဒီတက်ဆိုပိုကြော်တယ်ကွာတကူတကအချိန်ပေးပြီးလာကြည့်ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့ဆိုမျိုးတို့လည်းအများကြီးကြိုးစားထားတယ်အပြီးရခါကြလို့ဒီလိုအချိန်နေမျိုးမှာပေါ့လို့ဒရမာကောင်းဒရမာကားကောင်းကောင်းလေးကိုပရိသတ်ကိုကြည့်စေချင်တယ်ပေါ့နော်အထူးသဖြင့်မျိုးတို့ကကြတော့ယုံရက်တရားကြတော့လို့တပတ်ပဲရတာကွာတပတ်ကိုမှလို့နှစ်ကားဆိုတဲ့ တင်ရတဲ့အခါကျတော့အဲ့လိုမျိုးဟိုတပတ်ပြီးွားလို့ဟိုပြီးသွားရဲဆိုလို့ရှင်ဒီကပြန်ကြည့်ရဖို့ခတ်သွားပြီပေါ့နော်ဆိုတဲ့အခါကျတော့ပရိသတ်ကိုဒီကကြည့်စေချင်ပါတယ်အဲ့ဒါကြောင့်မို့အခုအစိတ်ရွှေရှင်ကကြီးယုံတင်နေပါတယ်မမတွေမောင်လေးတွေလက်ရှိကြပါလို့ဒါပေမဲ့အဲ့လိုကပြောတာနော်ကိုယ့်ရဲ့ fan တွေကခလေးတွေလည်းများသေးတာဒါဆိုမင်းပြောင်းအောင်တို့ပါလုပ်ပြရမင်းတော့ဝေလို့မရအောင်လို့လည်းတည်လားမင်းအသေးနှလုံးရှိရမင်းပါ အဲ့လိုမျိုးကိုကိုကိုတိုင်းလည်းမလောင်ပါဘူးလောင်တာလည်းအမပေးဘူးအဲကိုချီရပြည့်သက်တွေကိုလည်းမလောင်စေချင်ဟိုဒရမာဆိုတာကွာအဲ့လိုအဓိကပြောရရင်တော့ဟာတမဟုတ်ဘူးလို့ပြောချင်တာတခုပဲမယ်ဒီဟာကြဘယ်လိုလဲဆိုတော့သူအဲ့လိုချစ်တဲ့အချစ်ရဲ့စိတ်ခံစားချက်ပေါ့အချစ်ပေါ်မှာဖြစ်တဲ့စိတ်ခံစားချက်လူတွေတယောက်နဲ့တယောက်နဲ့မတူတာရဲ့အဲ့လိုအချစ်တာကိုတမိုးထားတဲ့ပုံရဲ့ပြီးရခါကျတော့ပတ်စံကြောက်လူတွေဖြစ်တတ်တဲ့သဘောသဘာဝစိတ်အခြေအနေအပြောင်းလဲလေးရေပေါ့နော်အဲ့ဒါကိုရိုက်ပြထားတာပါဆိုတော့အရင်အဲ့လိုမျိုးပေါ့ ရင်ဘက်တိအောက်ပြီးပြန်သွားမယ်ခန်းစားချက်မျိုးတော့မဟုတ်ပါဘူးအဲ့လိုជីနူးရမယ်ခိုက်တန်လေးရှိသလိုပေါ့အနေငယ်လေးဟိုလိုပေါ့စိတ်မကောင်းဖြစ်ရမယ်ဟာလေးလည်းရှိပါတယ်အဲ့ဒါမျိုးလေးပါယောက်ျားတယောက်စီလာလိုချင်တာမရအစစ်ကပ်ဖို့လို့ဆုံးမရကောင်းပြီမရ ြင်ကိုရွယ်ဆိုရင်လည်းပြင်မှာလည်းမမတွေအန်ချပါပါတယ်။ဟုတ်ပါဒါဒါဟုတ်ပါဘူး။ဒါအခုကိုကိုအဲ့လိုပေါ့မက်ဆေ့ချ်ကနေလာပြောကြတဲ့သူတွေပေါ့နော်။မမတွေကအဓိကတော့ချစ်တက်တာပါ။ချစ်တက်တဲ့အခါကျတော့အဲ့လိုမျိုးချစ်တဲ့အခါကျတော့ဟိုတခြားလူကကြည့်ရင်တော့အန်နဲ့လည်းဖြစ်သွားတာပေါ့။တကယ်တဲ့အခါကျတော့ကိုချစ်တဲ့လူတယောက်ကိုအောင်မြင်စေခြင်းနဲ့တိုးတက်စေခြင်းနဲ့ကြီးပွားစေခြင်းနဲ့အဆင်ပြေစေခြင်းနဲ့အဲ့ဒီဆန္ဒတွေနဲ့ဟိုဆိုဖြည့်ဆည်းပေးတဲ့သဘောပါ။အန်နဲ့လည်းမခေါ်ပါဘူး။ဟုတ်ကဲ့ ထွက်ပြီးသွားတဲ့အချိန်မှာလိမ့်လာနေနော်သိချမှာနော်အဓိကအချစ်ကအခြေခံပဲလေအချစ်ကြောင့်အရာရာဖြစ်ပေါ်လာတယ်လို့အချစ်ကြောင့်ပြောင်းလဲသွားတယ်လို့အချစ်ကြောင့်နုပြိုတယ်လို့ဆိုတာအဲ့ဒါပဲလေအဓိကအချစ်ပေါ်အချစ်မရှိဘဲနဲ့တော့လုံးလို့မရအောင်ပေါ့ဒါပေမဲ့ကိုယ့်ရဲ့အချစ်ကိုအဲ့လိုပေါ့ဟိုထုတ်ဖော်ပြသတာတဲ့ပုံစံတော့ကွာသွားတာပေါ့အော်ဒီဆက်ကလွန်ခဲ့တဲ့၄နှစ်ကဆိုမဲ့ခေရှိပြည့်တယ်ပြည့်တယ်ဒါပြည့်ရဟို ပြေးရမှာတော်တော်ပြေးရပြေးတဲ့ခါကျတော့ဒီကားထဲမှာမိသားမျိုးအဲ့လိုမျိုးတောက်လျှောက်ရင်တော့အဲ့လိုမျိုးဟို ဘယ်လိုမဝေဖူးတဲ့ fashion ပုံစံမျိုးပေါ့ဒီမှာအသေးချာတင်းဝတ်ကောင်းလာဆိုတဲ့အခါကျတော့အားလုံးကအသေးချာသူ့အပိုင်းနဲ့သူတာဝန်ယူရတဲ့အပိုင်းဖြစ်တဲ့အခါကျတော့လွန်ခဲ့တဲ့၄နှစ်ကပဲမြတ်ဘက်ခစ်ကိုမိပါတယ်မိပြီးတချို့ဟာရယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဆိုလဲကိုဝင်နေကြပုံစံမဟုတ်တဲ့အားမျိုးဆိုမခိနည်းအောင်ကြော်သေးရဲ့ခစ်ကိုဆိုတော့အဲရိုက်ထားရကြာပြီဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်အရင်ကြီးရဲ့ဒိတ်အောင်နေရတော့ဆိုတော့ဟာမျိုးမရှိပါဘူးခစ်ကနဲ့ပိုကြော်နေမယ်လိုဒီတစ်ပတ်ဆိုပိုကြော်တယ်ကွာအော်နင်းကြတယ်ကွာစီးလို့ဟာလို့ရမယ် နေ့ကအခုလိုဖြစ်အောင်နေ့ကောင်ကလူတွေရိုင်းလွတ်လိုက်ကြတာလေဟမ်အားလုံးကရက်စက်မှာတန်းစီအဖို့ဖွင့်ပြီးထောင်ချပြန်အဲ့ဒါလေအခုထိရှိတော့မယ်ဟိုဘာမှအဲ့လိုမျိုးမမတွေလည်းရှိရပေါ့နော်မမတွေအခုထိလည်းရှိတော့အခုထိလည်းဟိုအဲ့ဟိုအဲအဲ့မှာရိုက်ခံရတယ်လို့ဘာလို့ဆိုတာလေအဲ့လိုမျိုးပေါ့နော်အဲ့ချက်မှာဆင်းရဲနဲ့မမမမနဲ့ပတ်သက်ပြီးတော့မှရိုက်ခံရတယ်လို့ဘာလို့ဆိုတာအဲ့ဒါမျိုးလည်းအပြင်မှာတကယ်ရှိရအောင်နော် တကယ်ကိုရှိရတကယ်ရှိရမှာလို့ကိုအတိထဲမှာကိုရှိရတာကွာဆိုတော့အဲ့ဟိုနေရမျိုးတို့အဲ့လိုမျိုးဟို family show ပွဲပေါ့ recover နေရတော့ဆိုလို့ရှင်သူတောင်းလာကြည့်တယ်လာကြည့်ပြီးတော့ဟိုမှာပြောအမအဲ့ကျွန်တော်ဘဝရဲ့အဲ့ဟာတွေတကယ်ဖြစ်ရမှန်နေတယ်ဆိုတော့ဟိုရိုက်တာရတကယ်အပြစ်မှတကယ် reality ဖြစ်တဲ့ဟာတွေပေါ့နော်ချို့အเจ้าများလေးအနေငယ်ကွဲသွားပြင်မယ်အဲ့လိုမျိုး ဟိုတယောက်ကိုချစ်မိသွားရဲပေါ့နော်အဲ့လိုမျိုးပြီးတော့မှအဲ့လိုနောက်ဆက်တွဲဖြစ်လာတဲ့ပြဿနာလေးတွေပေါ့နော်ဆိုတော့ဒါတကယ်ကိုမျိုးတော့ဟိုကိုမျိုးရဲ့စိတ်ကူးစိတ်တန်လည်းတကယ်ကောင်းတယ်ဆိုတော့ဒီကားလေးကိုကြည့်စီခြင်းတယ်ပြီးတော့အဲ့လိုတိုက်ဆိုင်မှုတွေရှိလာတဲ့အခါကြာလို့ရှင်လဲလို့ထုတ်ပြီးပြောပြစရာမလိုပါဘူးလို့အဲ့ဒီအခါကျတော့ကြည့်စီခြင်းတယ်ကွာအဲ့လိုအော်ဒီကားလေးကခေါင်းထဲမှာတိုက်ဆိုင်နေမလားဆိုပြီးတော့အဲ့လိုရင်ထဲမှာမျိုးသိမ့်မထားပါနဲ့သွားကြည့်လိုက်ပါနော်မြင့်လုံးရပါမြင့်လုံးရမြင့်လုံးရပါလည်းနှုတ်တော်ကြပါမယ်မြင့်လုံးကတင်းတင်းလုံးလုံးဖြစ်နေတာ နည်းနည်း literally ကလတ်တယ်တမင်နေကြည့်လိုက်ပေါ့ဘယ်လိုဖြစ်နေလဲမင်းတော့မြင်လို့မရဆင်မြင်လို့မရဒီအဲမှာဆိုလို့ရှိရင်ဥမာမျိုးတို့မင်းသမီးနှစ်လက်စလုံးอ่ะပေါ့မိတောင်းရဲ့မျက်လုံးလေးနဲ့မျိုးရဲ့မျက်လုံးလေးနဲ့မတူဘူးမိတောင်းလက်မျက်လုံးလှရလေဆိုတဲ့အခါကျ तू อ่ะတက်ငိန်ဆိုတော့ဟိုကိုသူ့ရဲ့ character နဲ့သူ့ရဲ့မျက်လုံးလေးနဲ့သူ့ရဲ့ပြုတ်မလို့ရှာမှုလေးနဲ့တအားလိုက်ဖတ်တာမျိုးဆိုလည်းမျိုးရဲ့စင်းရဲ့နဲ့ ဟိုစင်းနဲ့နည်းနည်းလှုပ်လှုပ်ခက်ခက်ရှိရမျိုးဆိုတော့အခါကျတော့အဲနည်းနည်းမမဒီမမနည်းနည်းဆက်စလူးတော့ဖြစ်တယ်ကွာအဲ့ဆိုအဲ့ဒါနဲ့တော့ပို့လိုက်ဖတ်တယ်ပေါ့နော်ဆက်ဒါပေမဲ့ဆက်စလူးဆိုတော့ဟိုလိုမျိုးဆက်စလူးမဟုတ်ဘဲနဲ့ तू อ่ะ तू อ่ะအချစ်ကိုအယုံကြည်မရှိရဲ့ तू ပေါ့တက်ညင်ကကြတော့အချစ်ကိုဟိုဘယ်လိုခေါ်မလဲတမိုးထားတတ်တယ်ပညာတတ်မိမှာပေါ့ဆိုတော့အာဘယ်လိုခေါ်မလဲမတူညီရဲ့ရတာလည်းပေးတယ်ပြီးတော့ဟိုမင်းသမီးရဲ့ fashion ဘိုင်းရောပေါ့နော် item ဘိုင်းရောပြီးတော့အလှပဘိုင်းရောဆိုတော့မတူညီဘူးဒါပေမဲ့နှစ်မျိုးစလုံးရတာနှစ်မျိုးခံစားအောင်ပေါ့ ဒါပေမဲ့တို့ကအကြီးဆိုတော့ခွင့်လွတ်တတ်ပါတယ်ဒီကိစ္စအကြီးမဟုတ်ပါဘူးတိတိလေးဟောပြန်လိုက်တော့အမောင်ပြန်တော့လို့ကျွန်တော်ပြောနေတယ်နော်မင်းကမအောင်နဲ့ငါပြန်မှာအဲစင်းနဲ့အတွက်ကတော့စင်းနဲ့အားကြတော့အဲ့လို तू ကကြတော့အဲ့လိုအချစ်ခံရသေးတယ်ပေါ့နော်မျိုးရဲ့မျိုးအဲ့လိုမျိုးကားတွေပေါ့လူကအဲ့လိုမျိုးကားတွေရိုက်ကြလားအဲ့လိုမျိုးကားတွေလားဆိုတော့တကယ်မျိုးရိုက်ခဲ့တဲ့အဲ့လိုမျိုးကားတွေအကုန်လုံးကအဆုံးတက်မှာအဲ့ဇက်ကောင်ကပေါ့ဇက်ကောင်မင်းသမီးပေါ့မျိုးပေါ့လေ တကယ်အချက်ခံခဲ့ရတာ၄ကြီးပဲနောက်ဆုံးပေါ့နော်အပြင်အပြင်နေရတော့ကြွားတယ်ဒါအခုအပြင်မှာတအားပိုလှလို့လားမသိဘူးအပြင်မှာချက်ကတည်းကပြောချင်တာပေါ့ဒါပေါ့ဒါပေါ့တဲ့ညောင်းမေးလို့လည်းမရငုံလို့လည်းမရဟာဘာဖြစ်လို့လဲသိလားခင်ဗျာအောင်ချင်မေးဆောင် လည်းပြောပြရှင်တာမျိုးခုနပြောသလိုမျိုးဆိုအရန် hot တက်ဆော်ကြီးလို့ထင်ကြတာပေါ့နော်ကောင်လေးတွေဘလို့တတ်တယ်မလားအဲ့လိုယောက်ျားလေးယောက်ျားလေးအရန်ကြိုက်တယ်လို့သူကထင်တာတကယ်မဟုတ်ဘူးတကယ်အပြင်ဘဝအပြင်ဒီလိုအခြေအနေမျိုးမှာမျိုးကမိန်းကလေးတွေပို့ချက်တာ ပြီးတော့အဲ့မှာတကယ်ယုံနေသွားတဲ့အချိန်မှာလည်းကိုယ်နန်းနာတာကအဲ့လိုမျိုးကိုယ်နဲ့ရွယ်ဘူးဟိုအမအရေးပြီးတဲ့ခါကျတော့ညီမလေးတွေအဲ့လိုလူတွေကပဲမျိုးချစ်ပြီးမျိုးအဲ့လိုဝိုင်းနှမ်းကြတာပြီးတဲ့ခါကျရင်အဲ့လိုအမြဲလက်ဆောင်ပို့ရတာတွေအကုန်လုံးကလည်းအဲ့လိုဟိုမိန်းကလေးတွေပဲပို့တာဟင်းတွေအမြဲစားရတယ်အဲ့လိုမျိုးမွေးမိသားစုထမင်းဆိုင်လိုမျိုးပြီးလို့ရှိရင်တခြားအဲ့လိုကို cosmetic တို့ skin care ဆိုလေကိုယ့်ရဲ့အမျိုးသမီးဒူ ਈ အဲ့လိုမျိုးလူတွေကပဲပြီးပြီးလို့ရှိရင် LGBT ပေါ့နော်အဲ့ဒီကတွေကပဲမျိုးအားလုံးဝိုင်းချစ်ကြတာဘယ်ကောင်လေးရမှလက်ဆောင်ပို့လိုက်တယ်လို့တင်မလားဖန်ကောင်လေးရပို့လိုက်တယ်တော့ဘာလို့မရှိလုံးဝကောင်မလေးကိုဖန်တွေကလုံးဝမင်းကလေးတည်တဲ့ဆိုတော့တကယ်တမ်းကိုယ့်ကိုချစ်တာမင်းကလေးတွေပါ